ဂျင်တီးနားဖန်ဝရန်ကိစ္စဟောင်းဒေါန်ဆန်းစုကြည်ပေါ်အထင်မြင်လွဲမောင်းမှုသာဖြစ်ပြီးကုညီဖြည့်ရှင်းပေးဖို့နိုင်ငံတကာမီဒီယာတွေမှာတာဝန်ရှိတယ်လို့ Kim Harris ကပြောဆိုလိုက်ပါတယ်။ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါတယ်ရှင်။ အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC နဲ့မယ်ရီလန်းပြည်နယ်ကမြန်မာမိသားစုတွေနဲ့နိုင်ငံတော်၏တံငံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့တာငယ် Kim Harris ကိုကိုထိန်လင်းတို့ဒေသဆန်တော်ချိန် match လ22ရက်နေ့မွန်လွဲပိုင်းမှာမယ်ရီလန်းပြည်နယ်မှာတွေ့ဆုံခဲ့တာပါတွေ့ဆုံပွဲပြီးမှမီဒီယာတွေကိုတွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ပြီးအာဂျင်တီးနားတရားရုံးကထုတ်ပြန်တဲ့ရိုဟင်ဂျာရေးနဲ့ပတ်သက်တဲ့ program မှာ ဒေါန်ဆန်းစုကြည်နဲ့တမရဟောင်းဦးတင်ကျော်ရဲ့နာမည်တွေပါဝင်နေတာဟာနိုင်ငံတကာမီဒီယာတွေရဲ့သတင်းမှားယွင်းဖော်ပြချက်တွေကြောင့်ဖြစ်ပြီးပြန်လည်ဖြည့်ရှင်းပေးဖို့တာဝန်ရှိတယ်လို့သူကဆိုပါတယ်။ That's too long a question. It requires too long an answer. အဲ့ဒီမိကွန်းကရှေလျားလုံးနေဘာလို့လဲဆိုတော့အဖြေကလည်းရှေလျားကြက်ပြက်နေလို့ပါ ရွန်ကြအရေးမှာစစ်တပ်နဲ့ပတ်သက်ခဲ့လို့ကျွန်တော်အမေကိုလူတွေကအမြင်လွဲခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။နိုင်ငံတကာမီဒီယာတွေဟာကျွန်တော်အမေနဲ့ပတ်သက်ပြီးလင်းညာဖော်ပြမှုတွေအတွက်တောင်းဝန်ယူဖို့လိုအပ်ပါတယ်။လူတွေအများကြီးပေါ်မှာဒီကိစ္စနဲ့ပတ်သက်ပြီးတက်ရောက်မှုတွေအများကြီးရှိခဲ့တာထင်ရှားပါတယ်။ဒါပေမဲ့သူတို့ကတိတ်ဆိတ်နေကြပါတယ်။ They don't make any fanfare about it. They just do it very quietly. ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့တောင်းငယ်ကင်အရစ်ခေါ်ကိုဒင်းလင်းဟာမတ်လ15ရက်နေ့မှာနယူးယောက်မြို့မတ်လ16ရက်နေ့မှာဘော့စတန်မြို့ကမြန်မာမိသားစုတွေနဲ့တွေ့ဆုံခဲ့ပြီးဝါရှင်တန် DC ကိုခီးဆက်ခဲ့တာဖြစ်ပါတယ်။ကီတာလေးရရဲ့ကျွန်တော်ရှစ်လေးလုံးအထိမ်းမှဖြစ်တဲ့1888နဲ့အောင်မြင်သွားပါတယ်။ကျန်တဲ့လီလန်ပွဲဖြစ်တဲ့အမေစုပုံရဲ့ကျွန်တော်အမေစုပြက်ကတိန်လေးရဲ့လီလန်အောင်မြင်ပါတယ်။ ိုတော့ကျွန်တော်ဒီပွဲကိုတက်ရောက်ပြီးတော့လူတန်းပေးတဲ့လူတွေရောနောက် Kim Harris ကိုလာပြီးတော့တွေ့ဆုံနှုတ်ဆက်ပြီးတော့ကျေးဇူးတင်စကားပြောကြပေးတဲ့ပြပရောက်တိုင်းနိုင်ကိုမှန်မှန်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်။ရေးတော်မုံအောင်ရမည် ကိုထိန်လင်းရဲ့အမေရိကန်ခီးစဉ်ဟာစစ်ပေးတဲ့မြန်မာပြည်သူတွေကိုအကူအညီပေးနိုင်ရေးဒေါ်ဆန်းစုကြည်အပါဝင်ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ကောင်းသောအနေနဲ့နိုင်ငံရေးကျင်းသားအလုံးပြန်လည်လွတ်မြောက်ရေးတို့အတွက်နိုင်ငံတကာရဲ့အာရုံစိုက်မှုပိုရလောင်အောင်ရည်ရွယ်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံတော်ဝန်စစ်ပေးတဲ့ပြည်သူတွေအတွက်အခြေခံလိုအပ်ချက်ဖြစ်တဲ့တောက်သုံးရေးသံရရှိရေး project ကိုကင်မကစတင်စီစဉ်နေပြီးရမုံငွေရနိုင်သလောက်များများရအောင်ကြိုးစားတော့မယ်လို့ဆိုပါတယ်ကျွန်တော်တူတာချမ်းသာပါ